မြန်မာနိုင်ငံမှာနိုင်ငံရေးလောက်ကိုင်းရာမှာငွေမရှိရင် နိုင်ငံရေးဩဇာရှိဖို့လိုအပ်တယ်လို့နိုင်ငံရေးလီလာတုံးသက်သူဦးထောင်ကျော်ကစီရင်လိုင်းသတင်းဌာနကိုပြောပါရယ်။ကမ္ဘာပေါ်မှာဩဇာအင်အားတောင့်တင်းတဲ့နိုင်ငံတွေဟာနိုင်ငံရေးအရာအင်အားတောင့်တင်းတဲ့နိုင်ငံစစ်အင်အားရှိတဲ့နိုင်ငံစီးပွားရေးအင်အားရှိတဲ့နိုင်ငံတွေပင်ဖြစ်တဲ့အတွက်နိုင်ငံရေးအရာဩဇာအာဏာရှိအောင်လဲကြိုးပမ်းဆောင်ရွက်ရကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားထားပါရယ်။နိုင်ငံရေးလို့ပြောဆိုကြတဲ့အခါပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးဆိုတာတွဲပါလာတတ်ပြီးပါတီနိုင်ငံ ရေးကိုတော့အာဏာနိုင်ငံရေးလို့ပြောဆိုလို့ရကြောင်းအဘဲကြောင့်ဆိုတော့နိုင်ငံရေးပါတီတွေဟာအာဏာရဖို့ကြိုးစားကြတာကြောင့်ဖြစ်ပါတယ်။နိုင်ငံရေးမှာနိုင်ငံရေးဩဇာကလည်းမရှိ၊ပိုက်ဆံကလည်းမရှိဆိုရင်နိုင်ငံရေးလုပ်ရတာဟာခက်ခက်ခဲခဲဖြစ်ပြီးဒီမိုကရေစီကနည်းနည်းဈေးကြီးတယ်လို့နိုင်ငံရေးလိလာတုံသက်သူဦးထအောင်ကျော်ကစီရင်တဲ့သတင်းဌာနကိုပြောပါရတယ်။ကျွန်တော်ကတော့ လက်ရှိကြတော့ဟုတ်တယ်ဒါပေမဲ့နိုင်ငံရေးဆိုတာကိုနိုင်ကူကအဲ့တော့ရှိပါတော့သက်ဆိုင်မရှိလို့ရှင်ကိုကိုရိုင်းကငွေမရှိလို့ဆိုတော့မှနိုင်ငံဩဇာတော့ရှိရမယ်နိုင်ငံဩဇာရှိရသူကထောက်ခံပြီးတော့ကိုကငွေကိုမလိုဘဲနဲ့တော့ကနေမှဒီအကုန်လုံးဒါဒီငွေကြီးတွေပါတယ်ညာတွေအယူခံတာလူလူပေးရတယ်နဲ့ဟိုဆက်သွားနိုင်တာပေါ့နော်နိုင်ငံဩဇာလည်းမရှိဘူးသက်ဆိုင်လည်းမရှိဘူးဆိုတော့ခက်တာပေါ့နိုင်ငံရေးလိုပါတယ် တဲ့အနေအထားရှိတယ်။ဒါပေမဲ့အလားအဲ့ပေါ်မှာတခြားနည်းလမ်းပါရှိတယ်ဆိုတော့လည်းမရှိဘူး။ဒီမိုကရေစီကအားကြီးကိုနည်းနည်းပြီးတော့ကြည့်ရပါတော့။ဒီမိုကရေစီ is very expensive so you see out ဆိုတော့နည်းနည်းတော့ဝေးကြည့်ရဲ့အခါကတော့တာဝန်ကြီးစူးစမ်းရမှာအလုပ်ငွေမရှိရင်ခုနကဆိုနိုင်ငံရေးဩဇာရှိအောင်လုပ်ကြရအောင်စူးစမ်းကြရအောင် ယနေ့အချိန်အခါကာလမှာနိုင်ငံသားအများစုရဲ့နိုင်ငံရေးအပေါ်အတိတ်ပဲကောက်ယူပုံနားလဲပုံတာဝန်ယူပုံတို့ဟာအများစွာအရေးကြီးကြောင်းနိုင်ငံရေးဆိုတာဟာနိုင်ငံတည်ဆောက်ရေးအတွက်ကွဲပြားခြားနာတဲ့အမြင်သဘောထားရှိသူတွေကအမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးဖြစ်နိုင်ခြေရှိတာတွေကိုပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးအားငွေရှိသူတွေကပြည်သူလူထုကိုငွေနဲ့စီယုံပြီးဖြက်လန်းနည်းနဲ့နိုင်ငံရေးဩဇာတည်ဆောက်နေကြောင်းရွှေကောက်ပွင့်မှာရန်ကုန်တိုင်းဒေသကြီးဒေါ်ပုံမြို့နယ်မှာ ဝင်ရောက်ရှင်ပြိုင်မယ်တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ထက်က CNN သတင်းဌာနကိုပြောပါတယ်ဒီလိုလိုရနိုင်ငံရေးဒီဒီမိုကရေစီနိုင်ငံရေးဆိုင်ရာတည်မှုတွေကလိုအပ်ချက်တွေရှိတာပေါ့နိုင်ငံရေးအခြေအနေကဘယ်လိုကနိုင်ငံရေးဓမ္မအဖြစ်တလဲဘယ်သူကအင်ဖလူအာဖြစ်တလဲဆိုတဲ့ကိစ္စအပေါ်မှာခွဲခြားတည်မှုပုံစံကလည်းဒီကျွဲပါနေတာတွေရှိတယ်ပေါ့နိုင်ငံရေးကို ဝင်ရှိတဲ့လူတွေကနိုင်ငံကြီးပေါ်တာတိဆောက်တာကိုခံရတာလူမှုကြတဲ့မှာအဲဒါကိုကျွန်တော်တွေ့နေရတယ်ကျွန်တော်နိုင်ငံကြီးတမန်ဖြစ်တဲ့အတွက်နိုင်ငံကြီးကိုဝင်ရှိတဲ့လူတွေကနိုင်ငံကြီးဩဇာကိုတိဆောက်တဲ့နေရာမှာလွဲကူနေတာသူကဘာနဲ့တိဆောက်တာလဲဆိုလို့ရှိရင်လူတွေကိုငွေနဲ့ချီယုံပြီးတော့နိုင်ငံကြီးဖြန့်လန်းနေတဲ့နိုင်ငံကြီးဩဇာကိုတိဆောက်ပြီးတော့ပါလူနိုင်ငံကြီးတမန်ဖြစ်ပါရဲ့ဆိုတဲ့ဟာနဲ့တွေ့တဲ့ကိုကိုသူ promote လုပ်တဲ့ဟာနဲ့လူတွေကိုချင်းကတာပါလားအဲဒါကိုတချို့လူတွေကကြတော့ဒါကိုနိုင်ငံကြီးတို့ဖြစ်သွားတာနိုင်ငံကြီးတမန်ဘယ်လိုအားဖြင့်မှန်လဲဘယ်လိုတော့ငွေကြီးတဲ့နိုင်ငံကြီးကိုတိဆောက်တယ်ဆိုတဲ့ကိစ္စပေါ့ပါလူတွေက ွဲပြားခြားနားမှုမရှိတာကိုသိရတယ်။အားလုံးဟာဟိုရှိရမယ်တည်တည်ပြီးတိုက်တဲ့အတိုင်းအတာဒီဒီမိုကရေစီရင်ကျေမှုကိုမတည်သေးတဲ့တည်လို့ဖြစ်နေတာပါ။ တနည်းအားဖြင့်နိုင်ငံရေးဆိုတာဟာကွဲပြားတဲ့တန်ဖိုးတွေအကျိုးစီးပွားတွေရည်မှန်းချက်တွေကြောင့်ဖြစ်ပေါ်လာတာမှန်ပေမဲ့လည်းဒီကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ဖို့အတိုက်အခံ လုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ကြောင်းနိုင်ငံရေးလှိလာသုံးသပ်သူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာပြည်သူ့တော်ဝန်စီရုံးမဲ့နိုင်ငံရေးပါတီထူထောင်မယ်ဆိုပါကပါတီဝင်အင်အား9000ရှိရမှာဖြစ်ပြီးပါတီရုံးခန်းတရာကျော်ဖွင့်လှစ်ရမယ်လို့2023ခုနှစ်ဇန်နဝါရီ31ရက်ကနိုင်ငံရေးပါတီတွေမှပုံတင်ခြင်းဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်အဆိုပါ ဥပဒေအရနိုင်ငံရေးပါတီတွေဟာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထောက်ပံ့မှုတွေကိုရှာဖွေလာခဲ့ရတဲ့အတွက်စီးပွားရေးသမားတွေကဩဇာလက်မှုခဲ့တာကိုခံလာရကြောင်းစီးပွားရေးသမားတွေကနိုင်ငံရေးပါတီထောင်ဩဇာတိဆောက်လာကြောင်းနိုင်ငံရေးလှိလာသုံးသက်သူတွေကထောက်ပြကြပါတယ်